ဘာသာဝင်တိုင်းဘာသာဝင်တိုင်းမှာဒါနကောင်းမှုဆိုတာပြုလို့ရှိကြတယ်ပေါ့နော်လူတွေတန်းနေပြီးတဲ့ကန်းနေလို့ဆိုတာအခြေခံအားဖြင့်မေတ္တာစေရနာနဲ့အချင်းနာတရားကိုရှေ့ထားပြီးတော့လုံးကြတာဖြစ်လို့မေတ္တာနဲ့အချင်းနာ သို့မဟုတ်မေတ္တာနဲ့ကရုဏာလို့ဆိုရဲဒီတဘာဝတရားတွေဟာလူသားတွေရဲ့နှလုံးသားထဲမှာမွန်မြတ်တဲ့စိတ်နေသဘောထားတွေပဲဖြစ်တယ်။အဲ့ဒီမွန်မြတ်တဲ့စိတ်နေသဘောထားတွေကိုထားရင်ဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဘယ်တရဝါရဲ့တဏ္ဏမှာပဲဖြစ်ဖြစ်ဆိုလိုတာကမေတ္တာတရားနဲ့အကျဉ်းနာတရားဟာ ကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတတ်တယ်။မွန်မြတ်တဲ့စိတ်တော်ရာလို့ပဲဒီလိုသတ်မှတ်တာ။ဘောရဘာသာဝေမပြည်တိဘာသာဝေမဒီလိုဆိုလိုတာလည်းမဟုတ်ဘူး။မေတ္တာဆိုတာမြတ်စွာဘုရားကဓမ္မသူ့တဘာဝသူ့ဆောင်တဲ့မွန်မြတ်တဲ့စိတ်နေတော်ရာလို့ပဲသတ်မှတ်တယ်။ဥပမာမဲ့တိရိစ္ဆာန်ရဲ့တဏ္ဍာမဖြစ်လေ ဒီစိတ်ကမွန်မြတ်တဲ့စိတ်တလို့ပဲခေါ်မြည်သူရဲ့တဏ္ဍမှာပဲဖြစ်ဖြစ်တစ်ဖက်သားရဲ့အကျိုးစီးပွားကိုလူလာတဲ့ကရုဏာညာတာတတ်တဲ့ကရုဒီတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလူလာတဲ့မေတ္တာညာတာတတ်တဲ့ကရုဏာဒီသဘောတရားဟာလွန်မွန်မြတ်တဲ့တခါတစ်ဖက်သားကြည်ပွားတိုးတက်လာလို့ရှိရင်ဝန်တာနိုင်တဲ့မူရိတာ ေတစ်ဖက်သားကမိမိအပေါ်မှာတစုံတစ်ခုပြုမှုမှုအပေါ်မှာအလေးပထားပဲနဲ့မိမိလုံတဲ့နာလုံသွားတာဥပိ္ပခာလို့ခေါ်တယ်။တိခဏင်ခွလွတ်ခြင်းနဲ့လုံတဲ့လောထိုက်တာလုံသွားတယ်။မေတ္တာနဲ့လုံသွားတယ်ကရုဏာထားတယ်။အဲ့ဒီသဘောတရားတွေဟာဗျမ္မဝိဟာရလို့ပါဠိစာပေမှာဒီနာမည်နဲ့သုံးတာဗျမ္မဆိုတာမြင့်မြတ်သူတို့ရဲ့ ဝိဟာရနေထိုင်တဲ့စိတ်နေသဘောလားလို့ဒီလိုဆိုလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာဒီလိုစိတ်ထားမြင့်မြတ်လို့မြင့်မြတ်တယ်လို့ပြောခံရစိတ်ထားမြင့်မြတ်မှုဟာအဓိကကြတယ်စိတ်ထားမြင့်မြတ်ရင်ပုဂ္ဂိုလ်လည်းမြင့်မြတ်တယ်လို့ခေါ်တယ်ရသော်ဗျာရဲ့အဆုံးအမတွေကတော့ mind center တည်ခြင်းလို့ခေါ်စိတ်ကိုဗဟုပြုပြီးတော့ဆုံးမလား လူတယောက်ကိုကြည့်မယ်ဆိုရင်စိတ်နေသဘောထားဘလို့ရှိတယ်လဲဒါအဓိကကြသူအပြောဆိုသူ့ရဲ့လုံရက်ဒါတွေကဆုံးဖြတ်လို့မရတဲ့အချက်တွေပဲစိတ်သဘောထားမကောင်းပေမဲ့ကောင်းချင်အောင် ဆောင်တာလည်းရှိတယ်အပြောဆိုစိတ်တွင်းစိတ်แท้ကတမျိုး ပြောနေတာတမျိုးလည်းဖြစ်တတ်တယ်နော်ဒါကြောင့်မို့လို့ရသော်ဗျာစိတ်နေသဘောထားကိုအဓိကထားတယ် စိတ်တဘောဓာကောင်းပြီဆိုလို့ရှိရင်အပြောဆိုဟန်ဆောင်မှုကင်းတဲ့ပြောဆိုမှုဟန်ဆောင်မှုကင်းတဲ့လုံရအဲ့ဒီလိုဟာမှာစိတ်နဲ့အပြောနဲ့စိတ်နဲ့အတွင်းစိတ်နဲ့ပြောဆိုတဲ့စကားအတွင်းစိတ်နဲ့လုံရတပြေးညီဖြစ်နေပြီဆိုရင်တော့ဒါသူတော်ကောင်းပဲသိချင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီလိုဆိုလို့ရမှာအဲ့တော့ဒါနဆိုဒီမှာ မိမိရှိတဲ့မိမိပိုင်ဆိုင်တဲ့အရာကိုမိမိရဲ့ပတ်ဝန်းကျင်နဲ့မျှဝေသုံးစွဲခြင်းဆိုတဲ့အထိပ္ပာယ်ရပေးတယ်ကမ်းတယ်ကိုရီးယားထဲမစားပဲပေးတာကမ်းတာမြတ်စွာဘုရားကရလာတဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိတယ်လောကလူတွေဟာလူ့ဘဝရောက်လာလို့ရှိရင်ရှားဝေကြရတယ်ရှားဝေတဲ့အခါမှာအမျိုးစုံရှားဝေတယ် ဝန်တန်းလုပ်ပြီးတော့ရှားဝေတာရှိတယ်။ကိုကိုယ်တိုင်အယောင်းဝယ်လုပ်ပြီးတော့ရှားဝေတာရှိတယ်။အဲ့ဒီလိုရှားဝေပုံရှားဝေနည်းစီးပွားရေးလုပ်နည်းများစွာရှိတဲ့။မင်္ဂန်နဲ့နီလန်းနဲ့ရလာတဲ့ပစ္စည်းဥစ္စာခိုးဆိုးတိုက်ခိုက်လူရိုက်လို့ရတဲ့ဟာမျိုးမဟုတ်ဘူး။ကိုကိုယ်တိုင်အလုံးလုံးလို့ထိုက်တန်တဲ့အကျိုးသက်ရောက်မှုကိုရလာတယ်။ လာကရလာတယ်ဒုက္ခရလာတယ်ဆိုတော့ရလာတဲ့အရာတွေကိုမျှဝေသုံးဆွဲတဲ့သဘောဒါနာလို့ခေါ်တယ်။မြတ်စွာဘုရားကမိမိရလာတဲ့ပစ္စည်းဥစ္စာကိုနံပါတ်၁ကိုချမ်းသာအောင် နေရမယ်။ကိုချမ်းသာအောင်နေတယ်ဆိုတာကိုယ့်အတွက်လိုအပ်ချက်ကိုအသုံးပြုတယ်။လိုအပ်ချက်တွေကဘာတွေတုံးစေ။စားစရာတို့၊ဝတ်စရာတို့၊နေစရာတို့ မကြမ်းမမရင်ဆေးဝါးလို့ဆိုတာလို့အပ်ချက်လို့ခေါ်တာဒါကိုပဲပစ္စည်းလေးပါလို့ခေါ်တာဘုန်းကြီးတွေကြတော့စတုပစ္စယပစ္စည်းလေးပါလို့ပြောတာလူတွေလည်းပစ္စည်းလေးပါပဲတက်ရှိတွေမှန်တယ်များပစ္စည်းလေးပါပစ္စည်းဆိုတဲ့အဓိပ္ပာယ်ကအသက်ကိုအထောက်အကူပြုတယ်ဘဝရည်တည်မှုအတွက်အထောက်အကူတွေလို့ဒီလိုဆိုလိုတာလူတိုင်းလူတိုင်းဟာဘဝရည်တည်မှုအတွက်အထောက်အကူတွေရှိရပါတယ်အထောက်အကူရှိတယ်ဆို နေ့စဉ်စားစရာရှိရဝတ်စရာရှိရလုံလုံခြုံခြုံနေထိုင်စရာရှိရမကြမ်းမရင်စေဝါစွာရှိရမှာဩဒါလူဘဝမှာယက်တိဖို့အတွက်အချက်၄ချက်ပဲပစ္စည်း၄ပါအဲ့ဒီအတွက်အသုံးချတာရှားလာတဲ့ပစ္စည်းကိုအဲ့ဒီအတွက်အသုံးချဒါမိမိအတွက်အသုံးချတယ်နောက်တစ်ခါမိမိပြီးရင်ဘု து ကိုအရင်ဦးစားပေးရမှာတော့ဆို မိဘနှစ်ပါးမိဘနှစ်ပါးကိုချမ်းသာအောင်ထားတယ်ကိုရလာတဲ့ပစ္စည်းဥစ္စာတွေမိဘနှစ်ပါးကိုချမ်းသာအောင်ထားတယ်မိဘရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတယ်ဒါဒုတိယအချက်တတိယအချက်ကဘာလို့ဆိုအိမ်တော်ရှိရင်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိသားစုကိုချမ်းသာအောင်ထားတတိယလိုအပ်ချက်စတုထလိုအပ်ချက်ကဘာလို့ဆိုကိုယ်မှာအပေါင်းအသင်းမိတ်ဆွေတင်ကားတွေရှိတယ်သူတို့မှာ ချုပ်ငဲ့ပြီးလိုအပ်နေတယ်ဆိုလို့ရှိရင်မိတ်ဆွေတင်ငါးတွေကိုထောက်ပံ့ကူညီပေးတယ်ဒါစတုထလိုအပ်ချက်ကိုဖြစ်စီတာနောက်တစ်ခါပိစမဆိုတာကြတော့နံပါတ်9မှာထားတာပါတော့အခုလိုကောင်းမှုကုသိုလ်ပြုတယ်ပေါ့ဒါနဆိုတဲ့ကုသိုလ်ကောင်းမှုပြုတယ်အဲ့တော့ရမ်းလာတဲ့ပစ္စည်းဟာအခုလိုအသုံးပြုလို့ရှင်ကုံလဲကုံရချိုးနဲ့တယ်မှန်ကန်တဲ့နီးနဲ့အုံဆွဲရလဲရောက်တယ် ရသော်ဗျာကအဲ့ဒီလိုဆုံးမဩတာပေးတာเนาะပစ္စည်းဥစ္စာရလာလို့ရှိရင်ဒီတိုင်းအသုံးချတဲ့နယ်ဆိုတာဟောပြောပေးတာအဲ့လိုသုံးချပေးကြဖြင့်ကိုကိုကိုချမ်းသာအောင်ထားတာဒါသဘာဝကြတယ်အေးကိုနဲ့ကျေးဇူးရှိဆုံးမိဘချမ်းသာအောင်ထားတယ်ကိုရဲ့မိသားစုချမ်းသာအောင်ထားတယ်ကိုနဲ့လှုပ်ဖို့ကြိုင်မဲ့တွေချမ်းသာအောင်ထားတယ် ပိုရှမ်းလာပြီဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်တယ်။အဲ့ဒီကုသိုလ်ကောင်းမှုဆိုတာကြတော့မွန်မြတ်တဲ့စိတ်နေသဘောထားဒီမေတ္တာနဲ့ကရုဏာနဲ့မုရိတာနဲ့ဒီလိုလောရတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ဒါနဆိုတဲ့ပေးမှုကံမှုဆိုတာဘာသာတရားတိုင်းမှာရှိနေကြတယ်ပေါ့လူကြတယ်တန်းကြတယ်ဆိုတာမိမိမှာရှိနေတဲ့ပုဂ္ဂိုလ်ပစ္စည်းဥစ္စာတွေကိုလိုအပ်တဲ့ပုဂ္ဂိုလ်တွေကို ဖြန့်ဝေလူထမ်းပေးတယ်အဲ့ဒီလိုဒါနကောင်းမှုလုပ်တယ်ဆိုတာတွေဟာအလုံးဟာမွန်မြတ်တာကြီးပဲသို့သောစိတ်တော်ဓာတ်မွန်မြတ်ဖို့လိုအပ်တယ်လူပြီဆိုတဲ့အခါမှာတကယ်ကိုစိတ်နေသဘောဓာတ်မွန်မြတ်တဲ့စိတ်နေသဘောဓာတ်မွန်မြတ်တဲ့ရည်ရွယ်ချက်တွေရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒီလိုမွန်မြတ်တဲ့စိတ်နေသဘောဓာတ်နဲ့လုံးသမျှကောင်းမှုတွေဟာအလကားသာဖြစ်သွားသလားဆိုမြတ်စွာဘုရား ဒါနတံပူတာနေဘောဂာနေဒီကနေ့လူတိုင်းလူတိုင်းဟာလူတွေဟာရရှိလာတဲ့စိစိဥစ္စာတွေဆိုဒါနကောင်းမှုကိုအခြေခံပြီးရတာလို့ဒီလိုဟောတယ်အေးတချို့ကတော့ထင်ကောင်းထင်လိမ့်မယ်ငါဘာမှမလုပ်ရသေးဘူးအမေကပေးလို့ရတာအဖေကပေးလို့ရတာဘသူကပေးလို့ရတာဆိုပြီးတော့တမန်အဖြစ်ပြောမယ်ဆိုလို့ရှင်ပြောလို့ရတယ် အဲ့တော့အမေပေးလို့ဖေပေးလို့ဆိုတာအမေကဘာကြောင့်ပေးတာလဲအမေက ကိုသားသမီးတိုင်းမိဘတိုင်းဟာပေးနိုင်သလားဆိုတော့မပေးနိုင်တဲ့မိဘတွေအများကြီးအနည်းတောင်မတတ်နိုင်တဲ့မိဘတွေရှိတယ်နော်မွေးလာတဲ့အခါမှာဒုက္ခရောက်တာတွေအများကြီးရှိတယ်အဲ့တော့လူလူချင်းဒီလိုကွဲပြားနေမှုဟာအတိတ်ကကိုလုံးတဲ့လောရတစ်ခုရှိတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒါကအနုမာနလို့ခေါ်တယ် တိုက်ရိုက်နေရတဲ့အရာမဟုတ်ဘူးအနုမနာဆိုတာ inference inference ဒီအကြောင်းကိုကြည့်ပြီးတော့အကျိုးကိုဆုံးဖြတ်တာအကျိုးကိုကြည့်ပြီးအကြောင်းကိုဆုံးဖြတ်တာမှားလားဆိုမမှားဘူးအဲ့ဒီညာကနှမျိုးရှိတယ်ပစ္စကညာရဲ့အနုမနာညာရဲ့ဒီနှစ်ခုပစ္စကဆိုတာကိုယ်တိုင်မြင်တာကိုယ်တိုင်ကြားပစ္စကမျက်စိအောင်ကိုယ်မျက်စိအောင်မှဖြစ်တာပစ္စကအဲ့ အနုမနာဆိုတာကိုယ်မျက်စိကမြင်တာတခြားတွေးကြည့်လို့ကြောင်းရှာပြီးတွေးကြည့်တာတခုကိုမြင်တာတခုပြောလိုက်တဲ့အဖြေထုတ်တာကတခုဆိုရင်အဲ့တော့မြင်တာကိုအခြေခံပြီးတော့အဖြေထုတ်လို့ရှိရင်အနုမနာလို့ခေါ်တယ်အနုမနာဟာကာရဏအနုမနာဒီအကျိုးကိုကြည့်ပြီးအကြောင်းကိုဖော်ထုတ်တာအကြောင်းကိုကြည့်ပြီးတော့အကျိုးကိုဖော်ထုတ်တာကျတော့ဖလာနုမနာလို့ခေါ်တယ် အဲ့ဒါလို့အနုမနာဆိုရယ် inference ဉာဏ်နဲ့ပြောတာဟာလည်းပဲမှန်ကန်တယ်တူပစ္စကဟာမှန်ကန်တယ်လို့အနုမနာလည်းမှန်ကန်တယ်ဆိုပါစို့အနုမနာဆိုတာဘာရောဟိုးဝေးလံတဲ့နေရာကမိโกတွေတက်လာပြီဆိုရင်ကိုမြင်တာကမိโกမိမမြင်ဘူးဒါပေမဲ့ဟေးအဲ့ဒီဘက်မှာမိလောင်နေတယ်လို့ပြောလို့ရတယ်ဟောမိโกတွေကိုကြည့်ပြီးတော့မိလောင်တယ်လို့ပြောတာမိโกကမိရဲ့အကျိုး အကြောင်းတရားကိုကိုယ်ဖော်ထုတ်လို့ရတယ်အကြောင်းတရားကိုဖော်ထုတ်လို့ရတယ်အောက်အေယဝရီမြေကြီးမှာရေတွေတိုးနေတယ်ဆိုရင်ဟိအထက်အညာမြေဆုံဘက်မှာဟိမွန်တာမှာမိုးတွေတအားများနေတယ်လို့ပြောလို့ရဘာလို့လဲဆိုရင်ဒီမှာဖြစ်ပေါ်နေတဲ့အကျိုးတရားကိုကြည့်ပြီးအကြောင်းကိုဖော်ထုတ်တာအဲ့ဒါမျိုးကိုအနုမန္တလို့ခေါ်တယ်နော်အနုမန္တလို့ခေါ်တယ် တခါအကြောင်းတရားတွေဖြစ်ပေါ်နေတာကိုကြည့်ပြီးဖြစ်ပေါ်လာမဲ့အကျိုးကိုဟောဘိန်းထုတ်တယ် weather telecast တို့ weather forecast တို့ဆိုတာလေဟောပင်လယ်ထဲမှာဒီလေဖိရဝန်တစ်ခုဖြစ်နေတယ်ပင်လယ်ထဲမှာဖြစ်ပေါ်နေတဲ့လေရဲ့အခြေအနေကိုကြည့်ပြီးတော့မုန်တိုင်းဖြစ်လိမ့်မယ်ဒီမုန်တိုင်းဟာတိုင်းတာဘယ်လောက်ထိအောင်ရှိမယ်ဘယ်ဘက်ကိုဝင်လိမ့်မယ်ဆိုတာပြောနေကြတာပဲခုခေတ် ဘယ်နေ့မိုးရမယ်ဆိုတာပြောအဲ့ဒါအเจ้าကိုကြည့်ပြီးအချွေအကျိုးကိုဖော်ထုတ်တာပဲအဲ့ဒါလို့အเจ้าကိုကြည့်ပြီးအကျိုးကိုဖော်ထုတ်ရတာရှိတယ်အကျိုးကိုကြည့်ပြီးအเจ้าကိုဖော်ထုတ်တာရှိတယ်အဲ့ဒါလို့ပဲလူတွေဟာကောင်းစားနေတဲ့ပုံစံတွေရှိတယ်မကောင်းစားတဲ့ဆိုလိုတာဆင်းရဲတဲ့ပုံစံတွေရှိတယ်ချမ်းသာတဲ့ပုံစံတွေရှိတယ်အချွေပုံစံတွေကမွေးလာကြတဲ့ချမ်းသာချွေပုံစံတွေကမွေးကြတဲ့ဆင်းရဲတယ် ဆဘာသောကလေးလေးတယောက်မွေးလာဆင်းရဲတဲ့မိသားစုတွေရောက်သွားဟိုကလေးတယောက်ကတော့မွေးလာတဲ့ချမ်းသာတဲ့မိသားစုတွေရောက်သွားသူတို့နှစ်ယောက်ကိုဘသူကပို့လွှတ်လိုက်တာလဲချမ်းသာတဲ့မိသားစုကိုဘသူကပို့ပေးလိုက်တာလဲဆင်းရဲတဲ့မိသားစုကိုဘသူကပို့ပေးတခြားဘာသာဝင်တွေကတော့အကြောင်းရှာတာပါဘုရားသခင်ရဲ့အလိုတော်ကြဘုရားသခင်ကပို့ပေးတယ်လို့ဒီလိုဆိုတယ်နော် အေးဘုရားရသော်ပြရဲ့ဟောကြားချက်အရာဆိုလို့ရှိရင်ဘယ်သူမပြုမိမိမှုကိုလုတ်ခဲ့တဲ့စိတ်နေသဘောသားတွေနဲ့ကိုယ်ကအလျော်စွာ reaction ဆိုတဲ့သဘာဝအရာသူလုတ်ခဲ့တဲ့သူလုတ်ခဲ့တာနဲ့မလုတ်ခဲ့တာတွေကြောင့်မို့လို့ဒီကွက်ပြားခြားနာမှုဖြစ်တယ်အတိတ်ဘဝကဒါနကောင်းမှု ပြုခဲ့တဲ့ပုဂ္ဂိုလ်ကိုသူလုတ်ခဲ့တဲ့ကုသိုလ်စေတနာတွေအလျော်စွာသူဟာခြားမှတ်တဲ့မိသားစုတွေရောက်သွား အေးလုံးဝကုသိုလ်ကောင်းမှုဒါနကောင်းမှုမလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့လုပ်မလုပ်ခဲ့တဲ့အတွက်ကြောင့်သူ့မှာရခဲ့တာမရှိဘူးမရတော့မရတဲ့မရှိတဲ့မိသားစုတွေကိုပို့ပေးလိုက်အဲ့တော့ဗုဒ္ဓရဲ့ဆုံးမရပြောမယ်ဆိုရင်တော့ကံကြောင့်လို့ဒီလိုဆိုလိုတယ်ကံကိုစီမံဆောင်ရွက်နေတဲ့နောက်ွယ်ကအေးချင်းဆိုတာမရှိဘူးနော်အေးချင်းလို့ဆိုတဲ့တကူရှင်မရှိဘူး ဘသူမပြုမိမိမှုဆိုတဲ့အထိတ်ကံကြောင့်ဖြစ်လာတယ်လို့ဆိုအဲ့တော့အဲ့ဒီတခုကိုနှိုင်းရှင်ပြီးတော့စဉ်းစားသင့်တယ်ပေါ့လူတိုင်းလူတိုင်းကလူဆိုတာအသိဉာဏ်ရှိတယ်စဉ်းစားရတယ်မစဉ်းစားလို့ရှင်ဉာဏ်မဖြစ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကမဂ်ကင်ရှိပါတယ်မှာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဆိုနှစ်ခုတွဲဟောတာနော်တမ္မာသင်္ကပ္ပဆိုတာမှန်ကန်စွာတွေ့တော် right thought လို့ခေါ် မမကကတွေ့တော်အဲ့ဒီမမကကတွေ့တော်မှုသည် right understanding သို့မဟုတ် right view လို့ခေါ်တဲ့တမ္မာဒိဋ္ဌိကိုဖြစ်ပေါ်စေဒါမို့ဒီနှစ်ခုကတွဲဖက်ထားတာအမှန်မြင်ရင်လို့ရှိရင်အမှန်တွေးတတ်ရမယ်အမှန်တွေးမှအမှန်မြင်တယ်အမှန်မြင်တယ်ဆိုတာအမှန်တွေးလို့ပဲမြင်တာပဲဖြစ်တယ်ဆိုဒီနှစ်ခုကပေါင်းစပ်တာဒီနှစ်ခုပေါင်းစပ်ထားရအကြောင်းနဲ့အကျိုးသဘောပေါင်းစပ်တာဒါကြောင့်မို့လို့ ဆင်းရဲသုံးသပ်မှုတွေဆိုတာရှိရတယ်။လောကမှာအကြောင်းအကျိုးဆင်းရဲသုံးသပ်မှုတွေဟာရှိကိုရှိရမယ်။အဲ့တော့ဒီနေရာမှာဆင်းရဲသုံးသပ်ကြည့်။တကိုးရှင်ကဖန်တီးတာဖန်တီးလို့ချမ်းသာတဲ့အိမ်ရောက်လာတယ်ဆင်းရဲတဲ့အိမ်ရောက်လာတယ်ဆိုတဲ့အတွေးနဲ့ကိုလုတ်ခဲ့တဲ့ဘသူမပြုတ်မိမိမှုဆိုတဲ့ကိုယ့်ကိုယ်ဘ ਹੁ ပြုတ်ပြီးတော့တွေးတဲ့အတွေးဒီနှစ်ခုဟာ ဖြစ်ပေါ်လာမဲ့ reset တူသလားအခြေအနေတူသလားဥဆောင်သွားမှုချင်းတူမလားဆိုတာစဉ်းစားကြည့်အေးတကောရှင်တူကနေပြီးတော့ဆင်းရဲတဲ့အိမ်ပို့လိုက်တယ်ချမ်းသာတဲ့အိမ်ပို့လိုက်တယ်လို့ခံယူချက်ရှိတဲ့ပုဂ္ဂိုလ်ကသူဘာလို့ဆရာရှိဘာမှလို့ဆရာမရှိဘူးသူလုံနိုင်တာဘာလို့တကောရှင်စီချမ်းသာတဲ့အိမ်ပို့ပေးပါလို့တောင်းပန်မှုပဲရှိတယ်နော်ဖရာသခင်ဒီ အလိုတော်ကြဖြစ်လာတာဆိုတော့ဘုရားသခင်စီတိုးရှိုးတောင်းပန်ပြီးတော့ဆုတောင်းဖို့ရပဲရှိတယ်သူဘာမှလုပ်ဖို့မရှိတော့အဲ့ဒါလို့မဟုတ်ပဲနဲ့ဘယ်သူမပြုမိမိမှုကိုလုံးလို့ဆိုတဲ့ပုံကိုတရားကြတော့ကိုယ့်ကိုစ조사ဟာဖြစ်လာအရာရာဟာကိုယ့်ပုံမှာတီးလာတယ်ခုနကဘုရားသခင်ပုံမှာတီးတယ်အဲ့တော့ဘုရားသခင်ဆိုတဲ့တကူးရှင်ကို လက်ခံယုံကြည်ထားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအမြဲတမ်း depend ဖြစ်သူများကိုအာကိုနေရမယ့်ပုဂ္ဂိုလ်ဖြစ်သွားတယ်။ကိုယ့်ကိုအာကိုယုံကြည်မှုတွေနည်းသွားကိုယ့်ကိုယုံကြည်မှုတွေနည်းသွားတယ်။ခုနကကံတရားလို့ဆိုတဲ့ပုဂ္ဂိုလ်ကျတော့ independent လွတ်လပ်တယ်။ဘယ်သူမှကြည်စရာမလိုဘူး။ကိုယ်ကောင်းရင်ကောင်းမယ်။ကိုယ်ကြိုးစားရင်ရတယ်ဆိုတဲ့ confidence တွေလည်းပိုများလာ များလာသည့်အတွက်ကြောင့်ကိုယ့်ကိုအားကိုးတယ်ကိုယ့်ကိုယုံကြည်တယ်ဆိုတဲ့စိတ်ဓာတ်တွေမြင်မှာအဲ့ဒါနှစ်ခုပဲချိန်ကြည့်ပဲဟာကကောင်းမလဲကိုယ့်အတွက်နော်ဘယ်ဟာကကိုယ့်အတွက်ကောင်းမလဲဆိုတာစဉ်းစားကြည့်လို့ရသော်ဘုရားကတော့ independent ကိုပြောတာနော်ဘသူမှအားကိုးစရာမလိုဘူးကိုယ့်အကိုအားကိုးရမယ်ကိုယ်လုပ်တဲ့လုပ်ရတဲ့ဟာကိုယ့်ပေါ်မှာရှားနိပုရိတောကရောတိတာနိအတ္တနိပတ္တတိ ကိုလှုပ်တဲ့လှုပ်ရရဲ့အကျိုးဆက်တွေဟာကိုယ်ပေါ်မှာပေါ်လာတယ်။ဒါကတော့တကယ်ကိုလက်တွေ့ကြတဲ့စကားတစ်ခုပဲ။ကိုစားလိုက်မယ်မတည့်တာစားလိုက်ရင်ခံတော့ဘူးခံကိုပဲခံ။ကိုကျမ်းမာရေးအတွက်အဆင်ပြေတဲ့အစားတွေစားလိုက်တယ်။အေးကျမ်းမာရေးတွေတိုးတက်လာတယ်ဘသူပဲရကိုပဲရတယ်။ဒါကကိုစားတဲ့အစားအစာကိုဝန်းထဲရောက်သွားလို့ရှိရင်ကိုလည်းပဲသက်ဆိုင်တယ်သူပြန်လည်းမသက်ဆိုင်ဘူး။ထို့တူပဲ ကံတရားဆိုဒီမှာကိုလုံးလိုက်လို့ကိုစိတ်တတ်နေကိုအခြေအနေနဲ့ကိုလွတ်ရနေဖြစ်လို့ကမ္မတကာကံဆိုတာကိုနဲ့သာသက်ဆိုင်နေဆိုလိုတာ responsibility လို့ပြော responsible ဖြစ်သွားကိုလုံးတာကိုနဲ့ပဲသက်ဆိုင်နေသူများနဲ့ပဲသက်ဆိုင်ဒါလောကလက်တွေ့အနေနဲ့လည်းပဲဒီတိုင်းပဲမြတ်စွာဘုရားကတခါတလေတချို့တုတ်တန်တွေမှာဟောထားရှိတယ်လူတွေဟာတဲ့လက်တွေ့ကိုပြစ်ပယ်ပြီးတော့အတွေးပေါ်မှာသွားယုံနေကြတယ် ဒါတကယ်ဟုတ်တာနော်လက်တွေ့ကိုယ်တိုင်သိနိုင်ရတဲ့အတိုင်းဇေဝတမံညာတံတမာဒိဋ္ဌံကိုယ်တိုင်သိနိုင်ကိုယ်တိုင်မြင်နိုင်တာကိုဖယ်ထားပြီးတော့အပြောလေးနဲ့ယုံနေကြတာများတယ်တဲ့လူလောကကြီးကမြတ်စွာဘုရားဒီလိုဝေဖန်ဆန်းစစ်ပြအဲ့တော့ဆိုလိုတာကိုယ်တိုင်သိရကိုယ်တိုင်မြင်နေရတဲ့အတိုင်းတခြားယုံစရာမလိုဘူးလက်တွေ့ကြတာကိုပဲယုံကြည်ပြီးတော့လုံးဆောင်ကြရမှာဖြစ်တယ်လို့ ဒီလိုဆိုတာပေါ့အေးဒါတွေကိုအခြေခံပြီးတော့ရသော်ဘုရားကဖြစ်ပေါ်နိုင်တဲ့အနေအထားတစ်ခုကိုပြောပြီးဒါနတံပူတာနိဘောဂာနိလူတွေရလာတဲ့စိတ်ရှင်ဥစ္စာတွေဆိုတာဒါနကိုအခြေခံလို့ရတာအေးကိုယ်ကိုယ်ဉာဏ်စူးလို့ရပါတယ်ဆိုတဲ့ပုံစံတွေလေစူးစားတိုင်းရသလားဆိုတာဆန်းစစ်ကြည့်ရအောင်ရတဲ့လူတွေရတယ်မရတဲ့လူတွေမရအောင်အဲ့ကြတော့ဘာပြောကြပြန်သူကကံကောင်းတယ်ငါကံမကောင်းဘူး အဲ့ဒီကံဆိုတာဘာလို့ဆိုရင်ကိုလုတ်ခဲ့တာတွေပဲနောက်ဆုံးကြအတိရောက်သွားပြန်တာနော်ဒါကြောင့်မလို့ကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့လိုအပ်တာကောင်းတဲ့အလုပ်လုပ်တာဟာလူမျိုးနဲ့လည်းမဆိုင်ဘူးဘာသာနဲ့လည်းမဆိုင်ကောင်းတဲ့အလုပ်ဆိုတာသူ့ဟာသူရှိပြီလားနော်ကောင်းတဲ့အစားအစာဆိုတာလည်းသူ့ဟာသူရှိပြီလားလူမျိုးနဲ့လည်းမဆိုင်ဘူးဘာသာနဲ့လည်းမဆိုင်ဘူးကောင်းတဲ့အစားအစာကျမ်းမာစေတတ်တဲ့အစားအစာမကျမ်းမာစေတတ်တဲ့အစားအစာ ဒါအလုံးနဲ့သက်ဆိုင်မြတ်စွာဘုရားဟောတဲ့ဆုံးမတရားတွေကိုဓမ္မလို့ဆိုတာအများသက်ဆိုင်တာကိုပြောတယ်နော်ဓမ္မရဲ့သဘောတရားကအတ္တနောသဘာဝံဒါရေတိတိဓမ္မသူသဘောသူဆောင်းနေတဲ့အရာတွေကိုဆိုလိုတယ်ပေါ့ဆိုရသောမိဆိုလို့ရှိရင်ဘသူကိုင်းကင်ပူမယ်လောင်မယ်ဒါသူသဘောပဲဒီလူတော့မပူဘူးဟိုလူကြတော့ပူမယ်ဒီလူကြတော့မလောင်ဘူးဟိုလူကြတော့လောင်မယ်လို့မရှိဘူးသူကတိမှတ်တယ် သူ့အတိုင်းပဲလောင်နိုင်တဲ့အတိုင်းတည်းရှိလောင်မှာပဲသူဒီလူကတော့ຢາရုကြီးလို့ဆိုမလောင်ဝဲတော့နေမှာမဟုတ်ဘူးเนาะဒီလူကတော့ຢາရုငယ်လို့ပိုးလောင်လိုက်ပဲပိုးပူလိုက်မယ်လို့လည်းမရှိဘူးအဲ့တော့ဓမ္မဆိုတဲ့သဘောအတိုင်းပဲမြတ်စွာဘုရားဓမ္မဆိုတာသူ့လမ်းကြောင်းနိုင်သူ့သွားတာတဘာဝတရား nature လို့ဆိုလို့တယ်ပေါ့အဲ့ဒီ nature ကိုက ဌာနတံဟုဒါနိဘောဂာနိပေးတဲ့ကံတဲ့လူဟာစီစဉ်ဥစ္စာတွေကိုရစေတဲ့ဆိုတာဓာတုတဘာဝပဲ reaction လို့ခေါ်တဲ့သဘောတရားအရာဖြစ်ပေါ်လာတဲ့အရာတွေပဲလူချင်းဒီဖြစ်စေမလူချင်းဒီဖြစ်စေဒါလုပ်ရင်ဒါရတယ်ဆိုတာတော့အကြောင်းနဲ့အကျိုးဒီလိုရှိတယ်သို့သောမြတ်စွာဘုရားကအေးဒါနလှူထားခြင်းတူတယ်ဟုတ်တယ်လှုပ်တဲ့နယ်ဒါနဆိုတာသို့သော ဘာနဲ့ဥပမာချရမလဲဒါနဘု து ပဲဖြစ်ဖြစ်ပေးတာပေးခြင်းဟာကောင်းတယ်မှန်တယ်သို့သောရလာတဲ့ရဆက်ချင်းတူသလားလို့ဒီမေကွန်ထုတ်ကြည့်ရလာတဲ့ရဆက်ချင်းတူသလားဆိုမတူဘူးဘယ်လိုกว่าလဲသီလမရှိတဲ့ပုဂ္ဂိုလ်လူတာနဲ့သီလရှိတဲ့ပုဂ္ဂိုလ်ပေးတာသီလမရှိတဲ့ပုဂ္ဂိုလ်ပေးတဲ့ဒါနနဲ့သီလရှိတဲ့ပုဂ္ဂိုလ်ပေးတဲ့ဒါနကြောင့်ကွဲပြားသွားပြန်ရော ကွပြမှုရှိအဲ့ဒါမကွဲဘူးလို့ပြောလို့ရှိရင်ဒါမမှန်ကံကွဲတယ်ဘာကြောင့်ကွဲတော့သိနိုင်လို့ဆိုစဉ်းစားကြည့်လေမျိုးစေ့လေးတစ်စေ့ကိုချက်တီကုံတွေ့ချောင်းနေတဲ့ကြောက်ခဲတလဲများတဲ့အပေါ်မှာစိုက်ထားနေဖတ်တလိုက်စာဓမ္မီဩဇာတွေကောင်းတဲ့မြေခေါင်းပေါ်မှာစိုက်ထားပဲဟာဘယ်လိုกว่าချမလဲမြေမြေမတူလို့ရှိရင် ဖြစ်ပေါ်လာတဲ့သိဉာဏ်ကလည်းမတူနိုင်ဘူးတဲ့အဲ့ဒီသဘောတရားပဲဒါနကောင်းမှုလုပ်တဲ့အခါမှာသီလရှိတဲ့ပုဂ္ဂိုလ်လုပ်တာနဲ့လှူတာနဲ့သီလမရှိတဲ့ပုဂ္ဂိုလ်လှူတာမတူဘူးလို့မြတ်စွာဘုရားတို့ဟောတယ်။တခါသီလရှိတဲ့ပုဂ္ဂိုလ်တွေမှလည်းခုံတုဝိတေသတွေနဲ့တကယ်စင်ကြယ်တဲ့ပုဂ္ဂိုလ်လှူတာနဲ့မစင်ကြယ်တဲ့ပုဂ္ဂိုလ်လှူတာအခါကွာခြားသွားပြန်အစင်းစင်ကွာခြားမှုတွေရှိတယ်။အဲ့ဒီလိုအစင်းစင်ကွာခြားမှု a n a l y z e လုပ်တယ်ဆိုတာအလုံးကိုသဘာဝကျတဲ့ဟာပေါ့မြေဆိုလဲမြေအမျိုးအစား a n a l y z e လုပ်ကြတာပဲလေဘယ်သီးနှံနဲ့ဘယ်မြေတင့်တော်တယ်ဆိုတာလောက်ရမလုပ်ဘဲနဲ့အတိုင်းစိုက်ကြည့်ပါလားတူမမတူမတူအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောလိုက်ရှိတယ်သီလရှိတဲ့ပုဂ္ဂိုလ်လှူတာနဲ့သီလမရှိတဲ့ပုဂ္ဂိုလ်လှူတာမတူဘူးဟောဒီလို ဟောတဲ့အခါကျတော့အဲ့ဒီ သစ္စာဗျာလက်ထက်မှာပြဿနာတွေတက်ခဲ့ဘူးလေဒီခေါ်ပြောချက်နဲ့ပတ်သက်ပြဿနာတက်ဘယ်လိုပြဿနာတွေတက်တုံဆိုယဟန်ဂေါရမက သူ့လှူမှအကျိုးကြီးတယ်သူများကိုလှူရင်အကျိုးမကြီးဘူးသူ့တပည့်တွေလှူမှအကျိုးကြီးတယ်သူများတပည့်တွေလှူရင်အကျိုးမကြီးဘူးဒီလိုခေါ်ပြောတယ်လို့သစ္စာဗျာပေါ်မှာတစ်ဖက်ကဆွဆွဲပုတ်ခတ်မှုတွေဖြစ်ပေါ်လာခဲ့ဘူးတယ် အတော်ကိုကြီးကြီးကျယ်ကျယ်ဆွဆွဲပုတ်ခတ်မှုတွေဖြစ်လာတယ်။မြတ်စွာဘုရားဟောတာတော့အလိုမဟုတ်ဘူး။အေးသီလရှိတဲ့ပုဂ္ဂိုလ်လှူတာနဲ့သီလမရှိတဲ့ပုဂ္ဂိုလ်မင်္ဂနဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်နဲ့မင်္ဂနဲ့အမြင်မရှိတဲ့ပုဂ္ဂိုလ်စသဖြင့်အရေးချင်းရှိတဲ့ပုဂ္ဂိုလ်နဲ့မရှိတဲ့ပုဂ္ဂိုလ်လှူတာချင်းဟာကိုယ်ပြားချမ်းသာတယ်လို့ဆိုတာဘုရားဟောတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆွဆွဲမှုတွေပေါ်လာတယ်။ပေါ်လာတာနဲ့ပတ်သက်ပြီးတော့တခါတော့က ာဝတိမြို့မှာအဲ့ဒီဆွဆွဲမှုတွေကျယ်လောင်းလာတဲ့အခါကျတော့ကောသလမင်းကြီးရဲ့နားကိုရောက်ပါရောက်တော့ဘယင်နဲ့ပိယိတ္တဘယင်ပါတဲ့ပိယိတ္တနဲ့မြတ်စွာဘုရားနဲ့ဆုံတဲ့အခါအလုံးပိယိတ္တဆုံတော်တော်များများတက်ရောက်တဲ့ပွဲတစ်ခုမှာဘယင်ကြီးကအဲ့ဒီပြဿနာကိုပိယိတ္တရှေ့မှာမြတ်စွာဘုရားကိုမေးတယ်ဟာမေးတယ်အရှင်ဘုရား ဒါနဆိုတာဘယ်မှာလောရလဲဘယ်မှာလှူရမလဲဆိုတော့မြတ်စွာဘုရားဘာဖြေလိုက်တော့ဆိုယတ္ထပတိရတိတထဒေဟိတကားချီညိုတဲ့နေရာလှူပေါ်လို့ပြောလိုက်တယ်ဘုရားအဲ့တခေါင်းပဲပြောလိုက်တာကိုချီညိုတဲ့နေရာလှူကိုစိတ်ဝင်စားတဲ့နေရာလှူလှူခြင်းတဲ့နေရာလှူလို့ပြောလိုက်အဲ့ဒီမှာကောသလမင်းကြီးကမြတ်စွာဘုရားရဲ့အဖြေကိုလည်းသိရောပိဋိတ်ကိုကြည့် ြောတဲ့လူတွေပါတယ်ကိုအဲ့ထဲမှာနောက်တစ်ခါမိဂွန်တစ်ခုထပ်မိပြန်ဘယ်မှာလူမအကျိုးကြီးတယ်လဲဘယ်မှာလူရင်အကျိုးမကြီးဘူးလဲဆိုတော့မြတ်စွာဘုရားအေးခုနမိဂွန်နဲ့ဒီမိဂွန်နဲ့မတူဘူးတဲ့ခုနကမိဂွန်ကဘယ်မှာလူရမလဲဘယ်မှာလူရမလဲဆိုရင်ကိုကြီးညိုတဲ့နေရာလူလို့ပြောတယ် ဘယ်လူရင်အကျိုးရှိတယ်လဲဆိုမေးခွန်းကြတဲ့အခါကျတော့ခုနမေးခွန်းနဲ့မတူဘူးတဲ့ဒါကြောင့်မို့သီလရှိတဲ့ပုဂ္ဂိုလ်လှူရမယ်သီလမရှိတဲ့ပုဂ္ဂိုလ်လှူတာ ਨੇ သီလရှိတဲ့ပုဂ္ဂိုလ်လှူရရည်ချင်းရှိတဲ့ပုဂ္ဂိုလ်ကိုလှူရမယ်အရည်ချင်းမရှိတဲ့ပုဂ္ဂိုလ်မလှူဒီလိုခွဲခြားပြီးတော့ဟောလိုက်တာအဲ့ဒီပြဿနာဟာပြည်လဲသွားတယ်လို့သူဆိုတယ်နော်ပိယိတ္တထဲမှာရှင်းသွားမြတ်စွာဘုရားဆွန်လိုတဲ့အိဗယ်ကိုပိယိတ္တထဲမှာရှင်းသွား ဒါကြောင့်မို့ဒါနကောင်းမှုလုပ်ပြီးဆိုတဲ့အခါမှာလှူတာတန်းတာကတော့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လှူရတယ်။နောက်ဆုံးမှ လူမပြောနဲ့တရိစ္ဆာန်လည်းလှူရတာပဲ။အားလုံးပေးတာကန္နာလှူတာတန်းတာဟာအပြစ်ပြောစရာတော့မရှိဘူး။သို့တော့အစ်င့်တန်းနဲ့ reset ကိုပြောပါဆိုရင်တော့ကွဲပြားချမ်းသာစွာရှိမှာပေါ့။ဘယ်လိုလူအကျိုးမတက်ရောက်ဘူးဆိုတာတော့မရှိဘူးအကျိုးတက်ရောက်မှုရှိတယ်။ အဲ့ဒါလို့အကျိုးသက်ရောက်မှုရှိလာတဲ့အထင်းပဲကိုယ်လူတဲ့အလူဟာအကောင်းဆုံးဖြစ်စေခြင်းရင်တော့အကောင်းဆုံးကိုလူရမှာဖြစ်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားကပုဂ္ဂိုလ်တူတယောက်ကိုလူရတဲ့တန်ဃာကိုလူရဟာပို့ပြီးတော့အကျိုးရှိတယ်တန်ဃာဆိုတာအဖွဲ့အစည်းကိုပြောတာနော်တန်ဃာဆိုတဲ့အဖွဲ့အစည်းတစ်ခုကိုလူတယ်ဆိုတာဖះလက်ထက်ကအရိယတန်ဃာတွေထိအောင်ရည်မှန်းပြီး အဲ့ဒီတန်ဃာရဲ့အဆက်ဖွဲ့စည်းတစ်ခုလှူတဲ့အလှူမျိုးဟာ ပို့ပြီးတော့အကျိုးချီးတယ်လို့ဘာဖြစ်လို့လဲဆိုစိတ်ဓာတ်အနေနဲ့ပိုကျက်ပြတ်ပိုကျက်ပြတ်တော့စေတနာစွမ်းအားတွေပို့ပြီးတော့မြင်ပါတယ်အကျိုးပေးမှာကစိတ်ဓာတ်နဲ့စေတနာစိတ်ဓာတ်စွမ်းအားပေါ်မှာရှင်သန်လာတဲ့စေတနာပေါ်မှာမူတည်ပြီးတော့အကျိုးပေးတာပေါ့ဒါကြောင့်မလို့အဲ့ဒီစေတနာစွမ်းအားတွေဖြစ်ပေါ်လာမှုကိုကြည်ွယ်ပြီးတော့ တံဃေတုံဂောရမိခေဟိတံဃေထိန်နံမဟာပလနော်တံဃေထိန်နံမဟာပလတံဃာအပေါ်မှာလှူလို့ရှိပို့ပြီးတော့အကျိုးကြီးတယ်လို့ဒီလိုဟောတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီပါဇောသင်္ကန်းဆက်ကလှူရမ်းနေဆိုတော့တမန်ဘယ်နည်းအားအဝတ်တွေလှူလှူကုသရတယ်မရဘူးမဟုတ်ဘူးတံဃာကိုလှူလိုက်တဲ့ဖြင့်လှူခြင်းဟာတော့ခုနကတမန်ဒီ ကိုသင်းသီလမရှိတဲ့ပုဂ္ဂိုလ်လှူတာတဲ့ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်လှူတာမြေကောင်းနဲ့မြေမကောင်းတာရွေးချယ်ပြီးတော့စိုက်ပျိုးသလိုပေါ့မြေကောင်းရေကောင်းပေါ်မှာလှုပ်တယ်ဆိုလို့ရှိရင်ကိုလှုပ်တဲ့အလုပ်ဟာပို့ပြီးတော့ဖွင့်ပြိုးတယ်ဆိုတဲ့ဒီအချက်ကတော့သိကြဖို့ဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီကနေ့ဝါဆိုသင်္ကန်းဆက်ကတ်တယ်ဆိုတာတန်ခါကိုကြီးမှန်းပြီးတော့ဆက်ကတ်တာပေါ့တန်ခါကိုကြီးမှန်းပြီးဆက်ကတ်လိုက်လို့ရှိရင် ထိုတန်ဃာတွေရဲ့ဒီတိလာကုံသမာရိကုံပညာကုံจิตသုံးဆောက်တည်လာတဲ့ဂုံလေးမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကြက်မှတ်ပြီးတော့တရေစေကြတဲ့ဂုံလေးဘုရားရဲ့ဂုံလေးကိုအောင်ပြုတယ်သူတို့တဏ္ဍာမရှိတဲ့တိလာကုံတရားဓမ္မကုံထိုတရားဓမ္မနဲ့ဆက်နွယ်ပြီးတော့ဘုရားကုံလို့ဆိုရဲလွဲမနိုင်မှုမရှိတဲ့ဒီဂုံလေးကိုအာယုံပြုပြီးတော့ သာသနာတော်ကြီးကိုပူဇော်ပါတယ်ဆိုတဲ့စိတ်ဓာတ်နဲ့လှူလို့ရှိရင်ပြောစရာ မရှိဘူးကိုယ့်ရဲ့အလှူဒါနရုံမသံတရားမရှိဘူးကြီးမားတဲ့အကျိုးတုံ့ပြန်မှုတွေကိုရရှိမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီယုံကြည်ပြီးတော့စစ်မှန်တဲ့ကုသိုလ်တရားဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း